်းမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက္ခဏာကတော့ထိုင်းနိုင်ငံမှာကိုပိုင်ဈေးရောက်နေတဲ့မြန်မာမျိုးသမီးတို့ဖြစ်ပါတယ်လက်တော်အခြေအနေအရသူကငွေလိမ်ခံရတာတွေအကျွေးပြန်မရတာတွေကိုကြုံတွေ့နေရပါတယ်သူရဲ့လက္ခဏာမှာဘာထူးခြားမှုတွေရှိနေလို့ပါလဲသူရဲ့လက်ဝါးပြင်ကထူထဲပြီးမာနေပါတယ်လက်အရောင်နှဲငယ်မိန်ပါတယ်လက်ဝါးပြင်ရဲ့အလယ်မှာအမ်ဇိုင်းတင်ဂီတာပါပါတယ်ဒါကြောင့်သူကစည်ရင်းအင်းတွေနဲ့ပတ်သက်ပြီးတိကျသေးကြသူဖြစ်ပါတယ် ိကျသိကြတဲ့ပလန်ကိုဆွဲနိုင်သူလည်းဖြစ်ပါတယ်။ဘဝကတော့ပလန်ချပြီးဖြတ်တန်းပါတယ်။ဘာပြီးရင်ဘာလုပ်မလဲ။ဘာပြီးရင်ဘာလုပ်မလဲဆိုပြီးဘဝကိုဖြတ်တန်းပါတယ်။အမ်ဇန်ပါတဲ့အတွက်အသက်40မတိုင်မီမှာဘဝကအောင်မြင်ပြီးသားဖြစ်တတ်ပါတယ်။ဘူဇာတာလည်းကံကောင်းတတ်ပါတယ်။ဒါပေမဲ့လွယ်လွယ်ကူကူနဲ့အချောင်ရတဲ့ငွေကြေးကြတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကြောင့်ရတဲ့ငွေကြေးကြောင့်ကဘူဇာတာကံကောင်းခြင်းဖြစ်ပါတယ်။ သူ့ရဲ့လက်ဝါးဖြင့်ဘယ်ပဲလက်မှာညံလမ်းကြောင်းကနေခွင်ထွက်လာတဲ့လမ်းကွဲလေးရှိနေပါတယ်။ဒါကြောင့်သူကအလုံးနှစ်ခုလုပ်ငန်းနှစ်ခုလုပ်ရတတ်ပါတယ်။အတတ်ပညာနှစ်ခုတက်မြောက်ရတတ်တယ်လို့ဘာသာစကားနှစ်ခုလောက်လည်းတက်မြောက်တတ်ပါတယ်။အဲဒီလက်ဝါးပြင်မှာပဲကံလမ်းကြောင်းကနေခွင်ထွက်လာတဲ့လမ်းကွဲတစ်ခုကညံလမ်းကြောင်းကိုဖြတ်ပြီးတွေးကံဖြစ်တည်နေပါတယ်။ဒီတွေးကံကညံရီထက်မြက်ခြင်းငွေရှာတော်ခြင်းကိုပြဆိုနေပါတယ်။ ဒါကြောင့်တက်လက်ပိုင်းရောမှာငွေကြေးကိုတိုင်းတာတစ်ခုထိရှာနိုင်ခဲ့ပါတယ်။နောက်ပြီးအဲ့ဒီလက်ဝါးပြင်မှာပဲခရီးသွားလမ်းကြောင်းကကံလမ်းကြောင်းကိုတိစပ်နေပါတယ်။ဒါကြောင့်နိုင်ငံရဲ့ခြားမှာအချိန်ကြာကြီးနေခဲ့ရပါတယ်။ခရီးသွားလမ်းကြောင်းရဲ့ဘေးနားမှာလည်းမဲ့အမဲဆက်ကလေးပါနေတဲ့တော့သူရက်တည်နေတဲ့နေရာသူလုံနေတဲ့အလုံးမှာမနာလိုတဲ့သူတွေရှိနေတတ်ပါတယ်။မကောင်းကြံနေတဲ့သူတွေရှိနေတတ်ပါတယ်။ သူရဲ့နှလုံးသားကြောင်းနဲ့ညာလမ်းကြောင်းကြားမှာဂံဗီယာချက်ချေလေးရှိနေတဲ့အတွက်လောင်းမစားကြုံမပေးပါဘူးလောကနာကိုကြုံတွေ့ပြီးမှပဲဘဝကပေါင်မြင်ရတတ်ပါလေသူရဲ့နှလုံးသားကြောင်းကကြာလာပြီးဂျိုကုတ်အတိကိုရောက်ရှိနေပြီးဆော်လမွန်လက်စွပ်နဲ့တိစပ်နေတဲ့အတွက်ကိုကပဲဦးဆောင်ရတဲ့သူဖြစ်ရတတ်ပါလေဘယ်လို့ကိုဆိုဘယ်သူ့ကိုမှစိတ်မချပါဘူးကိုပဲဦးဆောင်ခြင်းနဲ့စိတ်ညာတတ်ပါလေကိုကိုယ်တိုင်လဲကိုရက်တီတဲ့အလုပ်ကိုရွေးချယ်တဲ့အလုပ်မှာ အကောင်းဆုံးဖြစ်အောင်စွမ်းဆောင်နိုင်တဲ့အရေးချင်းရှိတဲ့သူဖြစ်တတ်ပါလေ။သူ့ရဲ့ဘယ်ဖက်လက်မှာအတက်လန်းချောင်းကိုဥပတ်လန်းချောင်းကနှစ်ကြိမ်နှစ်ခါဖြတ်သွားပါလေ။ဒါကတော့ဘဝမှာအခက်အခဲတွေကိုနှစ်ကြိမ်နှစ်ခါလောက်ကြုံခဲ့ရခြင်း၊လူလင်ခံရခြင်း၊ငွေလင်ခံရခြင်းကိုရင်ဆိုင်ခဲ့ရကြောင်းကိုပြဆိုနေပါလေ။ဒါဆိုသူကဘယ်ချိန်လောက်မှချမ်းသာနိုင်လဲ။သူ့အသက်50ကျော်လောက်မှပဲချမ်းသာနိုင်ပါလိမ့်မယ်။ဒါကြောင့်လဲဆိုတော့သူ့ရဲ့ဘယ်ဖက်လက်မှာ အောင်မြင်လမ်းကြောင်းကကထောက်ကူလမ်းကြောင်းတွေနဲ့ထောင်တက်နေခြင်းကြောင့်ပဲဖြစ်ပါတယ်။နောက်တစ်မျိုးဝေပြမလက္ခဏာကတော့ downline မြင်းတွေအကြောင်းပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးမြင်းကိုကြည့်လိုက်ပါ။သူရဲ့လက်ကလေးအောက်မှာ downline မြင်းတွေဟာတစ်ခုတည်းမကပို့ပြီးတော့ပါလာပါတယ်။ဒါကအရန်ကောင်းတာမျိုးတော့မဟုတ်ပါဘူး။ဒီလိုပါတဲ့သူတွေဟာသူတို့ရဲ့ဘဝမှာစူးစားနိုင်မှုတွေများမှအဆင်ပြေအောင်မြင်နိုင်မှာကိုပြပါတယ်။တခါမကစူးစားရတာတွေရှိမယ်။အများရန်စူးစားနေမှသူတို့ဘဝကပို့ပြီးတိုးတက်မယ်။ လမ်းစားတွေရပြီးအဆင်ပြေလာမယ်။ကံအထောက်အကူကလည်းပေးလာမယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်အားပြုပြီးစူးစမ်းပေးရပါမယ်။နောက်ပြီးအဲ့ဒီလက်ဝါးပြင်ပေါ်မှာပဲတနင်္ဂနွေလမ်းလို့ခေါ်တဲ့အောင်မြင်လမ်းပါရှိနေပါတယ်။လက်တွေ့အောက်ကတနင်္ဂနွေလမ်းကတော့သူ့အတွက်အောင်မြင်မှုလှုပ်ဆောင်ဖန်တီးမှုတွေကိုပြပါတယ်။လမ်းအားကောင်းပါတယ်။ဒါကြောင့်အဆင်ပြေအောင်မြင်မှုရပြီးနာမည်ရလာမယ်။လူပိုတိလာမယ်။အတွေးခေါ်အယူဆကောင်းတတ်တဲ့သူလို့ပြပါတယ်။စူးစမ်းမှုကောင်းတယ် ဘဝမှာကြီးကြီးမားမားအောင်မြင်ပြီးအဆင်ပြေစွာနဲ့နေရပါလိမ့်မယ်။ငွေကြေးပိုင်းလည်းအားသာမယ်လို့ပြပါတယ်။ပုံမှန်ပြထားသလိုမျိုးနှမျိုးစလုံးပါမယ်ဆိုရင်တော့သူတို့တွေဟာစူးစမ်းလှုပ်ဆောင်မှုတွေနဲ့အဆင်ပြေအောင်မြင်မယ်။ကံထောက်ကူကြောင့်လည်းအဆင်ပြေအောင်မြင်မယ်။ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကြောင့်နာမည်ရမယ်။အတွေးပိုင်းနဲ့ဉာဏ်အားကောင်းတတ်ကြပါလိမ့်မယ်။သူတို့ဟာအဆင်ပြေအောင်မြင်မှုရဖို့ကိုအများအမ်းစူးစမ်းနေသူတွေဖြစ်ကြပါလိမ့်မယ်။ဒါတွေကြောင့်လည်းသူတို့ရဲ့ဘဝမှာငွေကြေးပိုင်းတိုးတက်လာပြီးတော့ အဆင်ပြေစွာနေထိုင်ရမယ်ဆိုတာကိုပြနေပါတယ်။အောင်မြင်မှုကောင်းမယ်လို့ပြောလို့ရပါတယ်။နောက်တစ်ခုကတော့လက်သက်ကျွေအောက်ဂျူခုံဘောကအမှတ်သားလေးပဲဖြစ်ပါတယ်။လက်သက်ကျွေအောက်ဂျူခုံဘောမှာပုံမှန်ပြထားသလိုမျိုးခရင်ကွာလေးတွေတစ်ခတ်လိုပုံစံလေးတွေပါနေမယ်ဆိုရင်ဂျူခုံလည်းအားကောင်းနေမယ်။ဒေါင်လိုက်မြင်းတူတွေလည်းအပြည့်အနာစာကင်းပြီးထင်ရှားနေမယ်ဆိုရင်အလွန်ကောင်းပါတယ်။အောင်မြင်လမ်းကြောင်းတစ်ကြောင်းပါရင်တောင်မိမိရဲ့ဘဝကိစ္စရက်တွေဒနငွေကြေးတွေထင်ပေါ်မှုတွေကိုပြည့်စုံပါတယ်။ ဒီလိုမျိုးတစ်ခတ်ခရင်ခွားပုံစံလေးကတော့ပြိတ္တနဲ့ဆက်ဆက်ပြီးလောက်ကင်ရတဲ့လုပ်ငန်းတွေအပြင်နာမည်ဒဇိဆိုင်းဘုတ်တော်၎င်းစာပေဂီတရုပ်ရှင်အမှုပညာနဲ့တော်၎င်းမိမိဆောင်ရွက်တဲ့လုပ်ငန်းဆိုင်ရာကိစ္စရပ်တွေမှာစည်းစိမ်ဥစ္စာပြည့်စုံခြင်းချွေရန်တင်ပင်များခြင်းအလူတန်းနေနဲ့ပတ်သက်ခြင်းတွေကိုခံစားစံစားရစေပါတယ်နောက်တစ်ခုကတော့လက်ညိုရဲ့အရင်ကြာတာပြည့်ဂျူခုံလွမ်းမိုးထားတဲ့နေရာကငါးရုပ်ပုံပဲဖြစ်ပါတယ် လက်ညိုရဲ့အရင်ပေးဂျာတာပလီဂျူခုံလွမ်းမိုးထားတဲ့နေရာမှာဖြစ်စေလက်ညိုရဲ့အောက်တက်တဲ့ဂျာတာပလီဂျူခုံအလဲတက်တဲ့မှာဖြစ်စေပုံမှန်ပြထားသလိုမျိုးငါးရုပ်ပုံသူမဟုတ်ငကြင်းကောင်းပုံဖြစ်ပေါ်နေရင်မိမိရဲ့အိမ်တောင်ဘက်ဇီကနေငွေကြေးဒနာဥစ္စာအထောက်အကူနဲ့နှွေးထွေးတဲ့မြတ်တာတရားတွေကိုခံစားရရှိတတ်ပါတယ်အကယ်၍နှလုံးလန်းချောင်းဟာကျွန်းနေအပြည့်အနာစာတွေကင်းရှင်းနေရင်တော့အခုထက်ပိုကောင်းပါတယ်။သူ့ရဲ့နှလုံးလန်းချောင်းကတန့်ရှင်းမှုအားနည်းတဲ့အတွက်ကြောင့်သူဟာအချစ်ရေးမှာတော့ကံမကောင်းနိုင်ပါဘူး။ လက်ဝါပြင်ပေါ်ကခရီးသွားလမ်းနဲ့နိုင်ငံခြားကန်ဆိုတာမတူပါဘူး။ကွဲပြားခြားနားပါတယ်။ခရီးသွားလမ်းဆိုတာခရီးသွားချင်းကိုသာပြပေးပြီးနိုင်ငံခြားရောက်လို့အဆင်ပြေမှမပြေမှဆိုတာကိုအာမခံမပေးနိုင်ပါဘူး။နိုင်ငံခြားမှာရောက်တိုင်းအဆင်ပြေဖို့ဆိုတာကအပြတ်လန်းကင်းပြီးကြက်ချေခတ်မရှိတဲ့နိုင်ငံခြားလမ်းပါရှိရမယ့်အပြင်ယူကုန်တွေကပါပြေဝတန့်ရှင်ပြီးအားကောင်းနေဖို့လိုပါတယ်။နိုင်ငံခြားကိုရောက်တော့ရောက်သွားပါတယ်။ဒါပေမဲ့သွားမောကြီးတွေမဖြစ်ဖို့တော့လိုပါတယ်။ ပုံမှန်ပြထားသလိုမျိုးတနင်္လာကြိုးခုံမှာ၅ရုပ်ရှိတယ်ဆိုရင်တော့တင်နိုင်ငံသားမှအစဉ်ပြေဖို့အတွက်အများကြီးအထောက်အကူဖြစ်သွားပါတယ်။အဲ့ဒီ၅ရုပ်နေရာမှာတွီးကံဖြစ်နေတယ်ဆိုရင်လည်းအကျိုးကတူတူပဲဖြစ်ပါတယ်။နိုင်ငံရဲ့ခြားမှာအစဉ်ပြေအောင်မြင်စေပါတယ်။နောက်တစ်ခုကတော့ညံလန်းချောင်းအစကတွီးကံပဲဖြစ်ပါတယ်။ဒါကတော့ဉာဏ်ပညာနဲ့ဘဝကိုရက်တီရတတ်ပါတယ်။အလုတ်ပင်ပင်ပန်းပန်းမလုတ်ရတတ်ပါဘူး။အလုတ်ကိုလည်းလောဘကြီးတတ်ပါတယ်။တင်းရဲ့ညံလန်းချောင်းအစမှာဒီလိုတွီးကံလေးပါနေတယ်ဆိုရင် ်သင်ကငရေစင်မှာပဲဉာဏ်ပညာနဲ့ဘဝကိုရက်တည်နိုင်စွမ်းရှိပါတယ်နောက်တစ်ခုကတော့ရှင်းလင်းတဲ့လက်ဝါးပြင်ပုံစံတွေပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါအ धिक မြင်းသုံးချောင်းကလွယ်ပြီးတခြားလမ်းချောင်းတစ်ခုမှမရှိပါဘူးဒီလိုလက္ခဏာရှင်းတဲ့သူတွေကပူပင်တော့ကတွေကိုတဲပိုးမထားတတ်ပါဘူးအနည်းငယ်လဲတကူကောင်းစံတတ်ပါတယ်မိမိကိုယ်ကိုလည်းပြောအောင်နေတတ်ပါတယ်သူရဲ့လက်မှာကံလန်းတီယိုလက်မှာပါတဲ့အတွက်ကြောင့်သူကသူတို့ဘာထက်ကိုနှဆပူပြီးစ조사မှာအစဉ်ပြေတတ်ပါတယ် နောက်ဆုံးတစ်ခုကတော့အိမ်တော်ကြီးလမ်းကြောင်းပဲဖြစ်ပါတယ်။လက္ခဏာကြည့်ရင်ဘယ်ညာနှစ်ဖက်စလုံးကိုကြည့်ရတယ်ဆိုတာအားလုံးသိကြမှာပါ။ယခုပုံမှန်ပြထားတဲ့အိမ်တော်ကြီးလမ်းကြောင်းကိုကြည့်ပါ။သူ့ရဲ့ဘယ်ညာအိမ်တော်ကြီးလမ်းကြောင်းကအဖျားမှာနှစ်ခွဖြစ်နေပါတယ်။ညာဘက်လက်ကခရင်ကွားမှာအဖျားတစ်ခုကငှိုက်စင်စပြုတ်ထားပါတယ်။ဒါကြောင့်သူကအိမ်တော်ဖက်နဲ့လမ်းခွဲရတတ်ပါတယ်။ဒီလိုလက္ခဏာမျိုးကအိမ်တော်ဖက်နဲ့ခွဲနေရမယ်ဆိုရင် သို့မဟုတ်ရေကြားမြေကြားတိုင်းတစ်ပါးမှာနှစ်ရှိရှိခยีထွက်နေရတဲ့သူအလုံလုံနေရတဲ့သူဆိုရင်တော့သူ့ရဲ့အိမ်တော်ကြီးကံကတမျိုးဖြစ်သွားပါတယ်။လမ်းခွဲထားသလိုမျိုးကိန်းကြီးသွားတက်ပါတယ်။ဒါကအိမ်တော်ကြီးလမ်းရဲ့တိမ်မွေ့နတ်နယ်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါပြင်ကထိုင်းနိုင်ငံကရွှေပြောင်းလောက်သမားတူရဲ့လက်ဝါပြင်ဖြစ်ပါတယ်။သူ့ရဲ့မိကုံးတွေကတော့ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်မလား။သားသမီးကံအမွေရမရဒီကံအကြောင်းတွေပဲဖြစ်ပါတယ်။ ထမဦးဆုံးအနေနဲ့သူ့ရဲ့လက်ဝါးပြင်က လေးတောင်လက်ဆန်တဲ့အတွက်ကြောင့်လက်တွေးကြတယ်လက်တွေးဆန်တယ်အလုပ်ကိုတီတီကြကြတေးတေးတက်တက်လုပ်တတ်တယ်သိပြီးတော့စိတ်ကူးရင်မဆန်တတ်ဘူးအမှန်တရားကိုကြင့်မြတ်လို့တယ်သူ့ရဲ့လက်မက တောက်တင်ပြီးအားကောင်းပါတယ်သူ့ရဲ့လက်မကပုံမှန်လူတွေရဲ့လက်မတွေလို့မဟုတ်ဘဲနဲ့လက်မခေါင်းတူလို့ခေါ်တယ်တင်းပုတ်လက်မအမျိုးအစားအဲထဲမှာပါပါတယ်ဒါကြောင့်ဒေါသကြီးစိတ်ကြီးတက်တယ်ပြဿနာတစ်ခုခုဆိုဒေါသနဲ့ဆုံးဖြတ်တတ်တဲ့စိတ်ရှိတယ်လူပြောက်စိတ်တို့လူမှန်သမားတူဖြစ်ပါတယ် ၄တောက်ဆန်တဲ့လက်နဲ့လက်မခေါင်းတို့ပေါင်းဆက်လိုက်တဲ့အခါမှာဆိုရင်တော့စီစနစ်ကြတယ်စကားကတိတည်တယ်မန်ကန်တီးကြတယ်ပြောထားပြီးဆိုရင် မဖြစ်ဖြစ်အောင်လုပ်တတ်တယ်လူဖြောက်စိတ်တို့လူမှန်သမားတို့ဖြစ်တယ်သူများကလည်းမဟုတ်တာသွားမလုပ်သလိုကိုယ့်ကိုမဟုတ်တာလာလုပ်ရင်လည်းဒီမခံတတ်ပါဘူးအဲ့ဒီလိုဒေါသနဲ့ရှင်တဲ့စိတ်ကလေးတွေရှိတတ်တဲ့အတွက်ကြောင့်အတူစင်ချင်တက်ပါတယ်အသက်လမ်းကြောင်းကတင်းလာဂျိုခုံအထိဆင်းသွားတဲ့အတွက်ကြောင့်နိုင်ငံသားမှာအချိန်အတော်ကြာနေထိုင်ရတတ်ပါတယ်နောက်ပြီး အသက်လမ်းကြောင်းရဲ့အောက်ခြေမှာကြာဘူးလေးပါတဲ့အတွက်ကြောင့်သားသမီးတွေရဲ့အကျိုးကျေးဇူးကိုခံစားရတတ်ပါတယ်။နောက်ပြီးဒီကြာဘူးကအတိတ်ဘဝကလူဒန်းခဲ့တဲ့ကုသိုလ်ကံရဲ့အထောက်ပံ့ကောင်းတွေကိုဒီဘဝမှာရရှိတတ်ပါတယ်။ဘဲဘလက်ကညာလမ်းကြောင်းကတနင်းလာဂျိုခုံအတိကိုငှိုက်ဆင်းသွားတဲ့အတွက်ကြောင့်ငွေကြေးရင်းနှီးမြုံနှံမှုတွေနဲ့ပတ်သက်ပြီးဝါသနာပါတတ်ပါတယ်။ပတ်စံရဲ့တံမိုးကိုနားလဲတဲ့အလုတ်ကိုတံမိုးထားတတ်တယ်။နောက်တစ်ခုကနိုင်ငံရဲ့ကြာနဲ့ပတ်သက်ပြီးအကျိုးကျေးဇူးတွေရလက်တွေကိုလည်းခံစားရတတ်ပါတယ်။ ညာဘက်လက်ကအသက်လမ်းကြောင်းကတောက်ကြကြိုးကဘဝေးဝိုက်သွားတဲ့အတွက်နောက်ဆုံးအချိန်နောက်ဆုံးမှာတော့ကိုယ့်ရဲ့မွေးရမြေမှာပဲပြန်ပြီးအခြေချကောင်းချရတတ်ပါတယ်။နှလုံးလမ်းကြောင်းညာလမ်းကြောင်းကြားကစတုကန်လွင်ပြင်လေးကကျယ်ဝန်းတဲ့အတွက်ကြောင့်ကိုချင်းစာတရားနဲ့ပြေးဝတယ်လူတစ်ဖက်သားကိုအားပေးကူညီတတ်တယ်။ဒီနေရာမှာတစ်ခုရှိတာကဒီအချက်တွေကကိုယ့်အတွက်ကောင်းတဲ့အချက်တွေဖြစ်ပေမဲ့ကိုယ့်အပေါ်မှာအကွင့်ရေးယူတဲ့သူလိန်လဲတဲ့သူတွေနဲ့မကြာခဏကြုံတွေ့ရတတ်ပြီးလူတွေအပေါ်မှာစိတ်ကုံရတတ်ပါတယ်။ လက်ရှိမှာတော့ဒီကန်နဲ့အမွေရကန်ကအင်အားမကောင်းသေးပေမဲ့လည်းလက်ဝါးပြင်အလဲကတွီးကန်ကြောင့်မြေရအိုးအိမ်ပိုင်ဆိုင်မှုကရှိနေပါသေးတယ်။လက်ဝါးပြင်နှစ်ခုစလုံးရဲ့လက်သန်းနဲ့လက်တကြွယ်အောက်မှာလည်းဒေါင်လိုက်မြင်းမတ်တွေရှိတဲ့အတွက်ကြောင့်အသက်40ကျော်ပြီးနောက်ပိုင်းမှာကိုပိုင်လုပ်ငန်းနဲ့အောင်မြင်တိုးတက်လာနိုင်ပါတယ်။ကိုပိုင်လုပ်ငန်းကိုဦးစီးဦးဆောင်လုပ်ရနိုင်ပါတယ်။ဒါ့ပေမဲ့အရန်ကြီးတော့တန်းဝင်တဲ့အထိမချမ်းသာနိုင်ပေမဲ့လည်းပင်ပင်ပန်းပန်းစင်းစင်းရဲရဲနေရမဲ့ကံစားတာကတော့ပါမလာခဲ့ပါဘူး။ အားလုံးကိုခြုံငုံပြီးသုံးသပ်လိုက်မယ်ဆိုရင်တော့အသင့်အတင့်တော့အဆင်ပြေနိုင်ပါလိမ့်မယ်ဒီနေရာမှာမှတ်ချက်ကတော့လက္ခဏာရှင်ကထိုင်းနိုင်ငံမှာ15နှစ်ကျော်နေထိုင်ခဲ့ပြီးလက်ရှိမှာလည်းနေထိုင်နေဆဲဖြစ်တဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတူရဲ့လက်ဝါပြင်ပန်းဖြစ်ပါတယ်အားလုံးလက္ခဏာပညာသုတတိုးဝါနိုင်ကြပါစေ